ဒီနေ့လို digital ကဘာကြီးမှာကိုယ့်ရဲ့ငွေကြေးလှုပ်ချုံမှု privacy ဆိုတာတော်တော်လေးကောင်းကင်စရာဖြစ်လာပါတယ်ဒီဗီဒီယိုမှာအငြင်းပွားစရာလည်းဖြစ်စိတ်ဝင်စားစရာလည်းကောင်းဈေးတွေလည်းတောင်းလျှောက်တက်နေတဲ့ privacy coin တွေအကြောင်းလေ့လာကြည့်အောင်ပါနာမည်အရာကသာ privacy coin လို့ပြောပေမဲ့တကယ်ရောလှုပ်ချုံရဲ့လားဥပဒေနဲ့ရောကြီးရဲ့လားနိုင်ငံတကာမှာရောတရားဝင်ရဲ့လား လာမယ့်2026မှာရောဘဲကွိုင်းတွေကိုစောင့်ကြည့်တဲ့လဲဆိုတာကိုရှားပွေမွေနောက်မှာဖြစ်လို့အစောက်တိကြည့်ဖို့တော့လိုပါလိမ့်မယ်လူတော်တော်များများအထင်မှားနေတဲ့အခြေကနေစားလိုက်ရအောင်ပါတချို့တွေကဘဲကွိုင်းဆိုတာလောက anonymous လို့သုံးလို့ရတဲ့ငွေကြေးလို့ထင်နေကြတာပါတကယ်တမ်းကျတော့ဘဲကွိုင်းအသုံးပြုသူတွေကလောက show ဝင်နေတာမျိုးတော့မဟုတ်ပါဘူးပေါ့နော် သူကဆူဒိုနော်မတ်လို့ခေါ်ပါတယ်ဆိုလိုတာကအမည်ဝက်ပြီးတော့ကလောင်နာမီတွေနဲ့သုံးနေတယ်လို့မျိုးပါဘာလို့လဲဆိုတော့ငွေလွဲပြောင်းတဲ့ transition တွေအလုံးကိုအများမြင်နေတဲ့ blockchain ပေါ်မှာ maintain တည်ထားတာကြောင့်ပါအဲ့ဒီတော့ကျွမ်းကျင်တဲ့သူတွေက chain analysis ဆိုတဲ့နည်းလမ်းကိုသုံးပြီးတော့နောက်ကျောင်းပြန်လိုက်လို့ရှိရင်ဘယ်သူတွေကဘာလုပ်နေတာလဲဆိုတာအလုံးကို ဖော်ထုတ်လို့ရနေပါတယ်။ဒါကြောင့်ပဲဟဲကာတွေကအိတ်ချိန်တွေလူပုတ်ကုန်တွေကိုဟက်ပြီးတော့ငွေလဲတာတွေလုတ်တဲ့အခါကျွမ်းကျင်သူတွေက chain analysis နဲ့ပြန်ကြည့်ပြီးတော့ API တွေရဲ့ ledger ကိုအလိုက်ကြပါတယ်။ဒီလိုငွေလွဲပြောင်းတာတွေလုတ်တဲ့အခါမှာစောင့်ကြည့်နေသူတွေကိုမျိုးစည်းလဲလမ်းမသွားအောင် လုပ်လို့ရတဲ့စိတ်ဝင်စားစရာကောင်းတဲ့ privacy quality ရဲ့အရေးပါဘက်ကိုလေ့လာကြည့်ရအောင်ပါ။ privacy quality ကမိသူမိဝါဖြစ်ကြောင်းအချက်အလက်တွေအားလုံးကိုဖောက်ကွယ်ထားပြီးတော့ငွေလွဲနိုင်အောင်စွမ်းဆောင်ပြီးတဲ့ က်ထရိုကာရင်စီအမျိုးအစားဖြစ်ပါတယ်။ဒါကိုပို့ပြီးတော့မြေသားအောင်ပြောပြပေးပါဆိုရင် digital ငွေသားအဖြစ်မဲ့ယူလို့ရပါတယ်။ဥပမာ ADL ကနေပြီးတော့ငွေသားထုတ်ယူတဲ့အခါမှာဘယ်ရဲ့မတန်ထဲမှာဘယ်သူကဘယ်အချိန်မှာ ွေဘလောက်ထုတ်သွားတာလဲဆိုတဲ့မက်တဲ့အဟောင်းတွေအားလုံးကြံခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီထုတ်ယူပြီးတဲ့နောက်ပိုင်းမှာငွေသားကဘယ်နေရာမှာဘလို့တောက်လိုက်တာလဲဆိုတဲ့အချက်လက်ကိုကကရရဲ့ရှေ့ကလွဲပြီးတော့ဘသူမှသိသိချာချာမသိတော့ပါဘူးပေါ့နော် privacy quality ရဲ့အလုပ်လုပ်ပုံကလည်းအဲ့လိုပါပဲပေါ့နော် HH ထဲမှာ quality ဝယ်တယ်ဆိုရင် HH ဖက်ကနေနောက်ကြောင်းကို လိုက်လို့ရတယ်ဆိုပေမဲ့အဲ့ဒီ HH ကနေအပြစ်ဖက် all table ကိုရောက်လာပြီးဆိုရင်တော့ကရရဲ့ရှေ့ကလွဲပြီးတော့ဘသူမှမသိတော့ပါဘူးပေါ့နော်ပြောရမ ဆိုလို့ရှိရင်အဲ့ဒီ quiet တွေကိုဘယ်သူကဘယ်သူကဘလောက်လွှဲလိုက်ပါတယ်ဆိုတာကိုတခြားလူတွေလုံးဝမသိအောင်ဖုတ်ကွယ်ပေးထားတဲ့ cryptocurrency အမျိုးအစားဖြစ်ပါတယ် privacy quiet မှာအဓိကအဖြစ်ရည်မှန်းချက်ကြီးနှစ်ခုရှိပါတယ်ပထမတစ်ခုက anonymity လို့ခေါ်ပြီးတော့အမည်မဖော်နိုင်ခြင်းဖြစ်ပြီးငွေလွှဲပြောင်းမှုရဲ့နောက်ကွယ်ကအချက်လက်တွေအားလုံးကိုရှုပ်ဝဲပေးထားပါတယ်နောက်တစ်ခုက untraceability လို့ခေါ်ပြီးတော့ခြေရာမခံနိုင်ခြင်းဖြစ်ပြီး blockchain analysis တွေတော်မှာငွေလွဲပြောင်းမှုရဲ့လမ်းကြောင်းကိုလိုက်ဖို့ခက်ခဲစေတာကြောင့်ပစံတွေဘဲကနေဘဲကိုစီးဆင်းသွားတာလဲဆိုတဲ့လမ်းကြောင်းတွေအားလုံးကိုလိုက်ကြည့်လို့မရအောင်တားဆီးပေးပါတယ်။အဲ့ဒီရီမန်းချစ်ခြင်းတစ်ခုကိုအကောင့်ထဲဖော်ဖို့အတွက်ထင်ရှားတဲ့နီလန်နီးပြူဟာပုံကူရှိပါတယ်။ပထမတစ်ခုက green signature ပါ။သူကမော်နီယိုလို coin ကအတုံးပြုတ်ပြီးတော့ငွေလွဲသူရဲ့အထောက်အထားကိုအခြားပြည်ပကစောက်ကြည့်နေတဲ့သူတွေဝေဝါးသွားအောင် တူညီတဲ့ကိုးပွားငွေလွှဲမှု fake transition အတုတွေကိုအသုတ်ပြုပါတယ်။ဒါကြောင့်စောက်ကြည့်နေတဲ့သူတွေက ben transition ကအစ်စ်လဲ ben transition ကအတုလဲဆိုတာကိုခွဲခြားရခက်ခဲသွားစေပါတယ်။ဒုတိယတစ်ခုက sick is snack ပါ။သူကငွေလွှဲမှုမှာပါဝင်တဲ့ဘယ်သူကဘယ်သူက ဘလောက်လွယ်လိုက်ပါတယ်ဆိုတဲ့အချက်လက်အားလုံးကိုဘသူကမှမပြဘဲနဲ့အဲ့ဒီငွေလွှဲမှုကတရားဝေဖြစ်ပါတယ်ဆိုတာကိုတည်တည်ပြပေးနိုင်ပါတယ်ပြီးတော့ငွေလွှဲပြောင်းတဲ့ transition တွေကို public ကိုပြမှာလားမပြဘူးလားဆိုတဲ့ privacy ကိုသုံးထားပါတယ်ဒီရပိုင်းဈေးတွေ down ရှောင်းတက်နေတဲ့ zip cash ကအဲ့ဒီနီလန်ကိုအတုပြုထားပါတယ်နောက်ဆုံးတစ်ခုက stay interests ပါသူကကအတုပြုတဲ့သူနဲ့တာကြောင့်ကြော်လိုက်ပါမယ်ပေါ့နော်အခုလောဘသူကဘသူကငွေဘလောက်လွှဲလိုက်ပါတယ်ဆိုတာတွေကို နောက်ကြောင်းလိုက်လို့မရတာကြောင့်နိုင်ငံတကာရဲ့စီမီစီကံဥပဒေတွေနဲ့အငြင်းပွားမှုတွေက privacy quality အတွက်တော့စိတ်ခေါ်မှုအကြီးကြီးဖြစ်လာစေပါတယ်။ Modio နဲ့ Dash Low Privacy Quality ကတုံးဆွဲသူတွေရဲ့ဗဒရေးဆိုင်ရာဆိုးဝဲချစ်တွေကိုတံပိုးထားတဲ့နေရာမှာ ေယူစိုက်တယ်ဆိုပေမဲ့အဲ့ဒီတက်ဖို့ထားတာတွေကိုပဲတချို့သူတွေကအခွင့်အောက်ယူပြီးတော့ငွေကြေးခဝါချတာတွေနဲ့အကြက်ဖဲမှုတွေအတွေ့ငွေကြေးထောက်ပတ်ပေးဖို့လွယ်ကူချောမွေးနေတဲ့အတွေ့အကြုံလို့ privacy ကွယ်ကိုကဘာလုံးဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖြစ်ရေးအဖွဲ့တွေစီကံထိန်းသိမ်းရေးအဖွဲ့တွေရဲ့ပြင်မဲ့ဖြစ်လာပါတယ်။ဒါပေမဲ့အန်အောစရာကောင်းပြီးတော့အရန်အရေးကြီးတဲ့အခြေတစ်ခုရှိနေပါသေးတယ်။လိလာမှုတွေအရာတရားမဝင်လုပ်ငန်းတွေမှာရန်စဝဲကောင်တွေက privacy ကွယ်တွေထဲဘေးကွယ် Bitcoin ကိုပဲပို့ပြီးတော့သုံးနေကြတော့ပဲလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ Bitcoin ကငွေဖြစ်လွယ်ကူမှုပို့ပြီးတော့များတယ်။တခြားငွေကြီးအဖြစ်ပြောင်းပြောင်းရတာ ပို့ပြီးတော့လွယ်ကူလို့ဖြစ်ပါတယ်ထက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာစီမင်းစီကံထိမ့်သိမ့်တဲ့အဖွဲ့အစည်းတွေရဲ့ဖိအားပေးမှုတွေကြောင့် Binance လို့အိတ်ချင်းအကြီးကြီးတွေအပါအဝင်တခြားသောအိတ်ချင်းတွေကဥပဒေကိစ္စတွေကိုမဖြေရှင်းချင်တာကြောင့် Privacy Coin တွေကို Platform တွေပေါ်ကနေပြီးတော့ဖြုတ်ချတာတွေရှိလာခဲ့ပါတယ် Privacy Coin တွေရဲ့တရားဝင်မှုမဝင်မှုကနိုင်ငံအလိုက်တရားစီရင်ပိုင်ခွင့်ပေါ်မှာအများကြီးမူတည်တာကြောင့်ကြွားချမှုတွေလည်းရှိနေပါတယ်တောင်ကိုရီးယားနိုင်ငံဆိုရင် ဝီချစ်ခဝါချမှုကိုထိတ်ချုပ်မှုအတွက် privacy coin တွေအားလုံးကိုသူတို့ရဲ့ exchange တွေပေါ်ကနေပြီးတော့ ban ထားပါတယ်ဒါပေမဲ့လည်းပေါ့နော်အဲ့ဒီ coin တွေကို less ထားတဲ့ CEA တွေ DA တွေရှိနေသေးတာကြောင့် dash coin monero zcash တို့လို ထိတ်တန့် privacy coin တွေရဲ့ဈေးက ကျဆင်းမသွားတဲ့အပြင်ကိုမှပို့ပြီးတော့တောင်တက်လာပါသေးတယ်ပြီးခဲ့တဲ့ရက်ကဆိုရင် Z Cashier Quay ဖြစ်တဲ့ ZEC က88%အထိကိုဈေးတွေတက်လာခဲ့တာပါတခြားသော Big Quay တို့ Ether တွေဈေးတွေပိုဆိုပစ်စစ်ကျနေတဲ့အချိန်မှာတော့ အဲ့ဒီ privacy quality ကတက်ပြီးရေကိုတက်နေတာပါ privacy quality ရဲ့နီးပညာအသာချက်တွေကြောင့်ဘသူက quality ဘလောက်ကိုဝယ်တယ်ဘလောက်ကိုရောင်းလိုက်တယ်ဘလောက်ကိုလွှဲပြောင်းတာတွေလုပ်လိုက်တယ်စတာတွေကိုမသိရတာကြောင့်ဈေးတွေကတက်ချေတိုင်းကိုတက်နေကြတော့တာပါတစ်ဖက်မှာလည်း wave trade institution တွေက trade ပြတာတွေရှိတာကြောင့် ပိုလို့တော့ဈေးတွေကတက်လာခဲ့တယ်လို့ပြောလို့ရပါမယ်ပေါ့နော်တစ်ဖက်မှာလည်းသူတို့တွေကအဲ့ဒီ coin ကိုပြန်ပြီးတော့ရောင်းတဲ့အခါမှာဆိုလို့ရှိရင်အမီတဲ့အရှိကြီးတွေလာမှာဖြစ်တဲ့အတွေ့အကြုံမလို့ privacy coin တွေကို trade နေတဲ့သူတွေအနေနဲ့သတိထားစောင့်ကြည့်သင့်ပါတယ်ဆိုတော့အခုလာမဲ့2026မှာ privacy coin တွေထက်ကစောင့်ကြည့်တဲ့ coin တွေကိုပြောပြပါဆိုလို့ရှိရင်ခုနကပြောတဲ့ dash coin, monero coin, zcash ဆိုတဲ့ zec ဆိုတဲ့အဲ့ဒီ coin တွေကိုပဲ link ထုတ်ပြရပါမယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီ privacy coin တွေကပဲထိတ်ဆုံး းမှာဥဆောင်နေတာဖြစ်တဲ့အတွေ့အကြုံလို့ဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပဲမှာကိုယ့်ရဲ့ပိုက်ဆိုင်မှုတွေကိုပို့ပြီးတော့စိတ်ချချင်တဲ့သူတွေက privacy coin တွေဖက်ကိုအားကိုးလာတာတွေရှိသလိုတစ်ဖက်မှာအမောင်လောကသားတွေရဲ့ကြေလည်စစ်စာရာလေထဲကအဲ့ဒီတလုံးလေးဖြစ်နေပါတယ်။မိကိုတို့ရော privacy coin ရဲ့အနာဂတ်ကိုဘယ်လိုမြင်လဲ? privacy coin တွေထက်ကအခုချိန်ဘယ် coin ကိုဝယ်သင့်လဲ?ပြီးတော့ကျွန်တော်လော့သွားတဲ့ privacy coin တွေများရှိရဲ့အောက်က comment မှာရေးခဲ့ပေးပါဦး။ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေးလာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်။မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုကျင်နေဆိုရင် Binance account ရှိဖို့လိုပါတယ်။ trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို Discord ရှိမှာထည့်ထားပေးပါတယ်။ညီကိုတို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက် video မှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။